မန္တလေးအောင်မေသာသာမြို့နယ်အောင်ချမ်းသာပရိယတ်တိသာသနာကိုရောက်ရှိနေရတယ်ဗျာဝတ္တန်တကာဆရာတော်ရဲ့ပရိယတ်တိသာသနာကိုတာမဏေကျော်ရဲ့မြတ်ဆက်ပါရဗိဝန်သားရဲ့လည်းမြတ်ဆက်ပါရဒီကြောင်းတိုက်မှာအဗီယက်နမ်နိုင်ငံနိုင်ငံတော်တာဟာမာနာကဆရာတော်များရဲ့ကုသိုလ်ကောင်းမှုနဲ့ဒေါ်လာတစ်သိန်းလူဒန်းဘွဲ့အကျိုးပေါ့ အကြပြအစီအစဉ်အနေနဲ့လေးဆက်ရာကျောင်းပေါင်း60ပျက်စီးသွားတဲ့ကျောင်းပေါင်း60အတန်းလာတယ်များနဲ့ဟိုတိတ်ဆုံးသွားတဲ့လူတွေရဲ့မိသားစုစု50ကိုကြားပြအစီအစဉ်နဲ့အလူတန်းမှုဒီနေရာလေးမှာစုစည်းနေတာပါဗျာအခုမြင်တွေ့နေရတာကတော့တိတ်ဆုံးသွားတဲ့မိသားစုဝင်တွေဒုက္ခသည်တွေပေါ့နော်ကဲအခုအောင်မေတ္တာဇာ အရှိပိုင်းပေါ့နော်သူတို့ပြောခဲ့တဲ့မဟာဇယဘုံရက်ကြီးတို့အနှိတ်တော်ရက်ကြီးတို့ဒေါနဘာရက်တို့အဲ့ဒီမှာရှိတဲ့ចောင်းပြက်စီးသွားတဲ့ဆရာတော်သံဃာတော်ပေါင်းပါ60တနည်းအားဖြင့်ចောင်းပေါင်း60ကိုဖိတ်ဖိတ်ထားပါတယ်အဲ့ဒီចောင်းပေါင်း60ကိုအောင်ချမ်းသာចောင်းနိုင်ထဲမှာ DNA နိုင်ငံတော်သံဃာမဟာနိုင်ကအဖွဲ့အစည်းထူထမ်းပါပါ အဲ့ဒီဆရာတော်တွေလည်းအခုရောက်ရှိနေပါဗျာအောင်ချမ်းသာကျောင်းတော်မြင်းနယ်တိုင်းပါဗျာဟုတ်ကဲ့ဥဆောင်ပန်စာကြည့်တဲ့ကြီးကတော့ပြိုပြတ်တော့ပါဗျာဝတ္တန်ကာဆိုတဲ့ပါဠိကိုမြန်မာလိုပြန်ရင်ဥဆောင်ပန်လို့ပြန်လို့ရပါဗျာကဲဟဲ့ဒါကတော့အောင်ချမ်းသာစာတင်တိုက်ရဲ့ပြိုပြတ်နေတဲ့ကျောင်းဆောင်ဘတ်ဖိုးနဲ့ရှင်းလင်းထားတာဗျာရှင်းလက်စကျောင်းဆောင်ကြီးပေါ့စာရင်ကျောင်းဆောင်နေရင်အတုတ်လို့တန်ဃာတော်တွေအဲ့ဒါ အဆောင်အောက်ကိုဆင်းရနေပြီးတော့လွတ်မြောက်သွားတဲ့ကြောင်းဆောင်ကြီးပါဗျာအဲပြားတွေကတဲလိုက်တာလားအဲနတ်ဒီဝါတွေကပြားဘရုံရောင်ဆောင်ပြီးကဲလိုက်တာလားမသိပါဘူးတန်ဃာတော်တွေကတော့အသက်ဘေးမှာလွတ်မြောက်သွားပါတယ်ဗျာအဲ့ဒီမဲ့အဆောင်ကြီးအဲတော့ဖြက်လက်ဆအဆောင်ကြီးအဲဒီမဲ့ဓမ္မယုံကြီးကတော့နောက်တစ်ချိန်လွတ်ရင်တော့ထီတော်ပြကြနိုင်တော့ဗျာအဲ့ဆောင်ကြီးကတော့ဘာမှမဖြစ်ပါဘူး အဲ့တော့လအရာကြောင်းပြအောက်ပိုင်းကတော့ရှင်နေမကောင်းဘူးအဲ့ဟောင်းတမာဒီအဲ့တော့ဟောင်းတမာဒီဝိဟာရ၃တက်ကျောင်းဆောင်နော်那个的交钞是对账的，哎呀，就是说的，国家的单个面额，第年嘛了，八钞是交钞是啊，国家比八钞是六毛八呀，对吧？这交年多了，对呀，八呀。 ပြီးရင်လူပုဂ္ဂိုလ်အယောက်90ကိုလည်းဒီမှာပဲလူမှာပေါ့ဗျာသူတို့လည်းဒေါ်လာ100တော့နေကင်းတနအိမ်မှာတော့အစိုးရရုံမှာနိုင်ငံဟွာမန္တလေးတိုင်းဝန်ကြီးချုပ်ကလက်ခံပြီးတော့ဒေါ်လာအမေရိကန်ဒေါ်လာတသိန်းတီတီကိုရမ်းရှင်လို့ပြည်သူအပေါင်းတွေသူတို့လူမှာပါဗျာအဲ့ဒါလေးလည်းဆရာတို့ဝမ်းမြောက်ဝမ်းသာမေတ္တာပို့သာဓုခွန်နိုင်ရန်အတွက်တပည့်တော်အားလုံးရဲ့ကိုယ်စားသိရောက်ထားတာပါဗျာ အဲဒီနေ့ဧပြီ15ရက်နေ့ပါဗျာ90နှစ်လောက်မှာအောင်မေသာသာမြို့နယ်62လမ်းပေး24 25းအောင်ချမ်းသာဘုရားတိစာတန်တိုက်ထဲမှာပြည်နယ်နိုင်ငံနေကြွလာတဲ့ပြည်နယ်ဖုံးတော်ကြီးတွေကအကြပြတ်အစီအစဉ်တည့်ရအနေနဲ့ကျောင်းပေါင်း60နဲ့ တည်ဆုံးသူမိသားစုတွေရဲ့အိမ်တော်သူ50နော်50ကိုထောက်ပံ့လူတန်းပွဲကျင်းပတာပါဗျာအောင်မေတာဇံမြို့နယ်အရှိပိုင်းရက်ွက်3ရက်ွက်ကကျောင်းပေါင်း60ကိုစားပြုတပါတပါချင်းဆိုတော့တန်ခါ60တကြောင်းကိုဒေါ်လာ100လှူတန်းပါတယ်နော်ဒုက္ခတဲ့ စခန်းထဲမှာနေပြီးတော့မိသားစုတွေတည်ဆုံးမှု ရှိတဲ့အိမ်တော်စုပေါင်း50ကိုလည်းပဲဒီအောင်ချမ်းသာပြည်ရည်စတဲ့တိုက်ထဲမှာပဲလူငွေများပေးရသွားပါတယ်တအိမ်တော်လေးဒေါ်လာ100စီပေါ့နော်အဲတအိမ်နဲ့၄ယောက်တည်းလဲဒေါ်လာ100ပဲဗျတယောက်တည်းတည်းလဲဒေါ်လာ100ပဲဗျဒါမှတအိမ်ထဲမှာ16ယောက်တည်တာရှိပါတယ်အဲမိသားစုက6ဦးပေါ့နော် ဘလို့သမားက5ဦးဧည့်သည်1ဦးအလုံးမ16ဦးအဲ့ဒီ16ဦးမှာမိသားစု5ဦးကတော့ဒေါ်လာ100ပဲရတာပေါ့နော်ဧည့်သည်တော့မလိုဘူးပေါ့အဲ့အလုံးသမား5ဦးကတော့2ဦး100စီရရှိသွားပါတယ်ညာသူကတအိမ်တော်စီဖြစ်လို့ပါပေါ့နော်အဲ့အဲ့ဒီအလုံးယုံကဘယ်ရလဲဆိုတော့ white setter boundary ဆိုတာပါစလား dobi လုပ်ငန်းလုပ်တာပေါ့နော်အဝိရှော်ဇက်တွေနဲ့အဝိရှော်ကြတာ ငလျင်လုတ်တဲ့အချိန်မှာဝါယာရှော့ဖြစ်ပြီးတော့မီးလောင်တာပေါ့နော်အဲ့တော့အစုလိုက်ပြုံးလိုက်သိဆုံးကုန်ကြတာပေါ့အထူးသနာအဲ့နှစ်ခုဖြစ်သွားတာပေါ့နော်ဟိုအလုံးရှင်ရဲ့မိခင်ကြီးအသက်89နှစ်အရွယ်မိခင်ကြီးကိုဟိုထိကြိုက်မှာဆိုလို့ဆိုပြီးတော့အဲသားတွေတမိရဝိုင်းပြီးတော့ကာပေးထားရတာပေါ့နော်အဲမိခင်ကြီးလည်းသိမိခင်ကြီးကိုကာဝယ်ပေးတဲ့သားသမီးတွေလည်းသိ အဲတိန်တောင်သူလို့အားဥလုံးတည်သွားတာပေါ့နော် မတ်တရကြီးသူပြောပါတယ်ဟိုတိုင်တန်းနစ်လို့ပါပဲနော်ဟိုဇလန်းဆန်နေပေါ့နောက်အဲ့ဒီထဲမှာပဲငလင်လုတ်ပြီးမီးလောင်နေတဲ့အချိန်မှာသူ့ကိုလာကယ်ဖို့ဆိုပြီးတော့ဟန်ဖုံးလေးနဲ့မီးလေးပြတာပေါ့နော်တမီးလေးဖွင့်ပြီးတော့ဟန်ကုန်းကနေအချက်ပြတယ်ပေါ့သူဒီမှာရှိတယ်ကယ်ဖို့သို့တော်လည်းပဲကယ်စရာအလွယ်တကူမရောက်လာနိုင်တဲ့အတွက်ကြောင့်အဲသူလေးလဲအမုံလေးကရင်ပြီး ကရဲ့တန်လန်းနဲ့သိသွားတာပေါ့နော်အဲအဲ့ဒီမိသားစုတွေလည်းဒေါ်လာတရားစီလူရမ်းတဲ့ထဲပေါ်ပါပါတယ်အဲမရဘူရာတို့ဘာလို့ညာတို့လည်းအများကြီးပေါ့ဗျာဒုက္ခတဲ့စကားနေရဥစဉ်တို့20ရာ20ရာကိုလိုက်ပြီးစည်ရင်ကောက်ပြီးတော့အမြန်ပို့ရတာပေါ့နော်အဲ့ဒီမှာဟိုကလေးကိုအကာအကွယ်ဖိအေးတည်သွားတာလို့မိသားစုကိုတွန်းလှုပ်ပြီးတော့တယောက်တည်းအသေးခံသွားတာလို့အဲအဲ့ဒါတွေလည်းအများကြီးပါဗျာ ဘုန်းကြီးကျောင်းတဲ့မှာနေပြီးတော့ဘုန်းကြီးတွေနဲ့အမျိုးတော်တယ်တနည်းပြန်ဘုန်းကြီးရဲ့ဝေယဝိသအဖြစ်အမြဲနေဖြစ်ဝေယဝိသလုပ်နေတယ်အဲကပိယလုပ်နေတယ်အဲအဲ့လိုလူမျိုးတွေဆိုလို့ရှိရင်လည်းကျွန်တော်စရင်ကောက်ပြီးတော့လူတန်းပါတယ်အဲတချို့ကြတော့စရင်ကောက်ထားပါတယ်ဒါပေမဲ့ဆက်တယ်ဖို့ဖုန်းနံပါတ်တကြဘလို့မှမရဘူးပေါ့နော်ခေါ်လို့မရတာကောမကင်ရတာကောစုံနေတာပေါ့အဲအဲ့ဒီလိုချွေရင်းချက်လေးတွေရှိတဲ့ပုံကိုယ်တွေကြတော့ အိမ်တော်သူ90တဲ့မပါတော့ဘူးပေါ့ဟိုဖယ်လိုက်ရတာပေါ့နော်အကျိုးကြောင့်မသိရလို့ပေါ့နော်အဲအဲအဲ့ဒါတွေပါပဲအဲဒီကနေ့ပြည်နယ်နိုင်ငံနိုင်ငံတော်တန်ခါမဟာနာယကဆရာတော်များရဲ့ကိုယ်စားလှယ်ဖုန်းတော်ကြီးများကအဲအောင်ချမ်းသာပရိသတ်စတင်တိုင်းထဲမှာမလျင်တန်တဲ့ကျောင်းပေါင်း60မှာတန်ခါ60နဲ့တဲ့တေဆုံးမိသားစုရဲ့အနောင်စု90ကိုဒေါ်လာတရားစီစီသားနာက ရပြအစီအစဉ်လေးပဲဖြစ်ပါတယ်တကယ့်အစီအစဉ်ကြီးကတော့ဟွန်လဲတနာကြီးတိုင်းဒေသကြီးအစိုးရရုံးမှာဒေါ်လာ3သိန်းလူတန်းပွဲလုပ်ပါတယ်အဲ့ဒီလူတန်းပွဲမတိုင်ခင်အောင်ချမ်းသာပရိယတ်ဒီစာပြန်တိုင်းမှာအဲအခုလို့ဒေါ်လာတရာကြီးလူတန်းနဲ့လူတန်းပွဲလေးခြားပြတ်လွတ်သွားတာဖြစ်ပါတယ်ဗီယက်နမ်ဖုန်းတော်ကြီးတွေကလေစိတ်ကနေတန်းလာပြီးအောင်ချမ်းသာကြောင်းနဲ့ရောက်ရောက်ချင်းပဲ အဲဒေါ်လာတရားစီလူရန်သွားတာပါလူရန်ပြီးရဲ့နောက်မင်္ဂလာပါခမင်းဆိုင်မှာသွားပြီးတော့ဆုံးဖုံးပေးကြပါတယ်အဲဒီနောက်ဦးဇင်းတို့နဲ့နောက်ခွဲကြပါတယ်သူတို့ကတိုင်းဒေသကြီးရုံဆက်ပြီးတော့ခြေတက်ကြမယ်ပေါ့နော်ဦးဇင်းကတော့ကြောင်းပြန်ပြီးတက်ခေါက်လာတာပေါ့နော်ပြောချင်တာကတော့ဗီယက်နမ်ဖုန်းတော်ကြီးဒီဒီရဲ့လူအတန်းကြောင့်ထိဆုံးသူမိသားစုတွေရဲ့အိမ်အောင်စုပေါင်း50ဟာဒီကနေ့ ဒေါ်လာတရားစီရရှိသွားတာဖြစ်တဲ့အတွက်ကြောင့်နတ်လူသားတို့ခေါ်စေဖို့ဖြစ်ပါတယ်ဝမ်းမြောက်ဝမ်းသာအမှုမောရနာသိကြဖို့ဖြစ်ပါတယ်ဘီအန်အန်ဆရာတော်များနဲ့လူရှင်များအားလုံးအာရောဂါဒုက္ခိတာဟောတာသာသဗေဟိညာတိဆေတော်မျိုးတော်များနဲ့အတူအနာရောဂါကင်းစွာကျန်းမာချမ်းသာကြပါစေအဝိရာအဘိယာဒုက္ခိတာဟောတာသာသဗေဟိညာတိဆေတော်မျိုးတော်များနဲ့ဒီဘေးကတဲ့ရန်ခတဲ့အန္တရာယ်ခတဲ့ ဆင်းရဲခတ်သိမ်းပပျောက်ငြိမ်း၍တက်ရှိကြမ်းမာစွာလူရာသနာပြေဝကြပါစေကုန်တည်း